ားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကမ္ဘာမြေပုံပေါ်ကနေပြဆုံးသွားတဲ့မြူကြီး၅မြို့ကိုတင်ပြသွားမှာဖြစ်ပါတယ်။နံပါတ်၁ပုံပေဒီမြို့လေးကတော့မိတောင်ပေါက်ကွဲမြို့ကြောင့်တခြားအရာတွေမတင်ချန်ခဲ့တဲ့မြို့လေးဖြစ်ပါတယ်။ဒါတော့အီတလီနိုင်ငံနာဗယ်မြို့ကြီးမှာတည်ရှိပြီးတော့အမိုင်းဝင်အဝေးနှစ်နေရာဖြစ်သက်သက်တင်ထားပြီးဒီနေ့ကိုတန်းနဲ့ရှိတဲ့ခီးသွားတွေသွားရောက်လည်ပတ်တဲ့နေရာလေးတစ်ခုဖြစ်ပါတယ်။နံပါတ်2မာရှုပစ်စီ တောင်တွေကရွှေဝက်အင်ကာမြို့တော်လို့ခေါ်ပါတယ်။မာချူပစ်ချူကပီရူးနိုင်ငံအန်ဒက်တောင်တွေမှာတည်ရှိတဲ့အင်ကာလူမျိုးတို့ရဲ့အနန်းတော်ဖြစ်ပါတယ်။15ရာစုလောက်ရဲ့တည်ရှိခဲ့ပြီးမှစပိန်တို့ရောက်လာချိန်မှာတော့ခြံထားပြီးပျောက်ကွယ်သွားခဲ့တဲ့မျိုးလေးတစ်မျိုးဖြစ်ပါတယ်။နံပါတ်3အန်ဂေါဝစ်အန်ဂေါဝစ်ကတော့စေတနာဓာတ်ပုံပြင်ချိန်ခဲ့တဲ့ဖျားမျိုးခေါ်လို့ရပါတယ်။ အန်ကောဝေကကမ္ဘောဒီးယားနိုင်ငံမှာတည်ရှိတဲ့ခမောအင်ပါယာ၏နိုင်ငံရေးဘာသာရေးနဲ့အရင်ကျေးမှုကိုသူဖြစ်ခဲ့။အမတန်ကျေဝင်းပြီးမျိုးစုံသောဖျားချောင်းများနန်းတော်များနဲ့ခန်းနာတဲ့လက်ရာတွေတည်ရှိတယ်။အခုချိန်မှာတော့ကမ္ဘာအကြီးဆုံးဖျားချောင်းဟုသတ်မှတ်ခံရပါတယ်။နံပါတ်၄တိကက်တတော်ထဲကမယန်းနန်းတော်။အယူစစ်တွေကြောက်ဖြစ်တည်ထားတဲ့ဗိမ္မာန်များနဲ့တတော်ထဲကမြို့တော် ကေကတော့ဂွာဒီမာလာနိုင်ငံတွင်တည်ရှိပြီးမာယာလူမျိုးတွေနေထိုင်ခဲ့တဲ့ရုပ်တမျိုးဖြစ်ပါတယ်။နံပါတ်ကအတ္တလန်တစ်အတ္တလန်တစ်ဆိုစိတ်ကူးရင်ကဘာမဟုတ်ရင်တော့ဖြစ်နိုင်တဲ့နောက်ဆုံးမျိုး။ကဘာပေါ်မှာတကယ်ရှိဘူးတဲ့မြေကြီးတစ်ခု။အတ္တလန်တစ်ကပလက်တိုရဲ့စာပေတဲ့မှတ်တမ်းတင်ထားခဲ့တဲ့မြို့တမျိုးဖြစ်ပြီးလူတွေရဲ့စိတ်ကူးရင်တဲ့မှာတော့တကယ်တည်ရှိခဲ့တဲ့မြို့တမျိုးဖြစ်တည်ရှိခဲ့ပါတယ်။ ဒါကတော့သမိုင်းထဲမှာတကယ်ရှိဘူးပြိမဲ့ယနေ့အချိန်မှာကြောက်ဆုံးသွားတဲ့မြို့ကြီး၅မြို့ပဲဖြစ်ပါတယ်။နောက်ဗီဒီယိုမှာလည်းပြန်လည်ဆုံကြည့်ရအောင်နော်။ Channel တက်တဲ့ဆိုရင် like and subscribe လေးလုပ်ပြီးသွားကြပါနော်။